ဝိပဿနာပညာတစ်ခုကိုရခြင်းပြီဆိုလို့ရှင်ရှေးဥစွာတိဝရီကိုအရင်သင်ရမယ်လို့ဒီလိုပြောတာဘာကိုအရင်သင်ရမလဲလို့ဆိုရင်အ ਨੇ ဆုံးခန္ဓာ၅ပါးအကြောင်းသင်ရမယ်ခန္ဓာ၅ပါးမှလည်းပဲဒီတဲ့ခြုံလိုက်လို့ရှင်ဘယ်ဟာကယုတ်ဘယ်ဟာကနန်းဆိုတာမိမိတဏ္ဍာမှာရှိတဲ့ဒီသဘာဝတရားနှစ်ခုရဲ့သဘာဝလက္ခဏာသိအောင်သင်ရမယ်လို့ လိုဆိုအဲ့လိုသင်တဲ့အခါဆရာစီက သင်ယူခြင်းမှတ်သားခြင်းဥက္ခမရှင်းလင်းတာကို မေးမြန်းခြင်းပြိပု္ပ္ပစာဥက္ခနဲ့ပြိပု္ပ္ပစာနာယူမှတ်သားခြင်းနဲ့ဆွေးနွေးမေးမြန်းခြင်းဆိုတာနှစ်ခုနဲ့အသိဉာဏ်ကို ဖွံ့ဖြိုးလာအောင်ရှင်းဥစွာကြိုးစားဒါဝိပဿနာတရားအမထုတ်ခင်လုပ်ရမယ့်လုပ်ငန်းကိုပြောတာ မသိမဲနဲ့သွားတရားအထုတ်လို့ရှင်မိမိကရှုနေတာဟာပညာကို ရှုပြီးတော့ပရမတ်ကို ရှုတယ်လို့ထင်ကောင်းထင်လိုက်မယ်ရုပ်ကို ရှုနေတာကိုနာမ်ကိုရှုတယ်လို့ထင်ကောင်းထင်လိုက်မယ်မိမိရှုမှတ်ပွားများနေတဲ့တရားရဲ့သဘာဝလက္ခဏာကိုပိုင်ပိုင်နိုင်နိုင်သိနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အတိပညာရဲ့အခြေခံဖြစ်တဲ့ခန္ဓာ၅ပါးသို့မဟုတ်ယုတ်နံ၂ပါး တိတဲ့ကြဲကြဲဆိုရင်အာရဏ12ပါတိတဲ့ကြဲကြဲဆိုလို့ရှိရင်ဓာတ်18ပါဆိုတာကိုရှေးဦးစွာသင်ယူမှတ်သားပြီးတော့မှဝိပဿနာအလုပ်ကိုအထောက်အမယ်လို့ဒီလိုဆိုတာပေါ့ကမ္မထာရဲ့အာယုန်နဲ့ပတ်သက်ပြီးအသေးစိတ်လေ့လာရအဲ့ဒီလေ့လာတာပညာဘူမိပဲပညာကိုလေ့ကျင့်တာကွင်းထဲမှာ ွဲမဲ့ဝင်ခင်ကလေ့ကျင့်ခန်းယူသလိုပဲဝိပဿနာတရားအားထုတ်တော့မယ်ဆိုရင်ဝိပဿနာရဲ့ရှုခွင်းရှုခွက်တွေကိုရှေးဥစွာလေ့ကျင့်သင်ကြားရတယ်တဲ့ဒါကိုပညာဘူမိလို့ခေါ်တယ်အဲ့ဒီလိုလေ့လာသင်ကြားပြီးတဲ့အခါမှာဝိပဿနာဉာဏ်အခြေခံမှုအတွက်တည်ဆောက်တဲ့အခါမှာလွယ်ကူမှုအတွက်လောက်ရမဲ့လုပ်ငန်းနှစ်ခုကပါလဲလို့ဆိုရင်တိလဝိတ္တုတ္တိ ကိုချင်းသီလစင်ကြအောင် လုပ်ရမယ်ကိုချင်းသီလစင်ကြအောင် လုပ်တယ်ဆိုတာရှေရှေဝေးဝေးလုပ်နေဖို့မဟုတ်ဘူးကမ္မထံအထုတ်တော့မယ်နှလုံးသွင်းတော့မယ်ဆိုရင် ကိုယ့်ရဲ့သီလကိုပြန်လည်စောင့်တည်ပြီးတော့ထိုသီလနဲ့ပတ်သက်ပြီးတော့စင်ကြမှုပေါ်မှာစိတ်ချနှူးမှုရသည်ထိအောင်စင်ကြသုံးသပ်ဖို့လိုအဲ့ဒီလိုသီလစင်ကြသွားပြီဆိုတဲ့အခါမှာ မလုပ်ရမလဲဆိုရင်စိတ်တည်ငြိမ်မှုအတွက်တမာတိအတွက်လေ့ကျင့်ခံอยู่อ่ะအာယုတစ်ခုပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့တမာတိကိုပွားများအဲ့ဒီတမာတိကိုပွားတဲ့အခါမှာဇံရောက်တည်ထီအောင်ပွားလို့လည်းရတယ်သို့မဟုတ်ဇံမရောက်ခင်ဇဏ္ဏကတ်နေတဲ့တမာတိမျိုးရသည်ထီအောင်ပွားများအထောက်အမယ်အဲ့လိုပွားများပြီဆိုရင် စိတ်တဝိတ္တုဒ္ဓိလို့ဖြစ်တယ် ရှေးဥစွာတိလဝိတ္တုဖြစ်ဖို့ရအတွက်ကြတော့အမှန်တူပုဂ္ဂိုလ်တွေဆိုရင်ငါးပါးတိလကိုခံယူစောင့်တည်လိုက်တယ်စောင့်တည်ပြီးတဲ့အချိန်ကစပြီးတော့မိမိရဲ့စင်ကြယ်တဲ့တိလကိုအာရုံပြုပြီးတော့ဆင်ကျင်လိုက်အဲ့လိုဆင်ကျင်လိုက်တဲ့အခါမှာဘာဖြစ်လဲအော်ငါငါစောင့်တည်ထားတဲ့တိလတခုမှငါချိုးပေါက်တာမရှိဘူးအလုံးလုံးကျုံနေတယ် ရဟန္တာအရှင်မြတ်တွေလည်းဒီသီလတွေလုံးကျုံတယ်ဒီကနေ့ငါရဟန္တာအရှင်မြတ်တွေသီလလုံးကျုံတယ်လို့အခုချိန်မှာငါသီလတွေလုံးကျုံနေတယ်လို့ကိုယ့်ကိုယ်ကိုစိတ်ထဲမှာအားရလောက်အောင်ဆင်ញင်စဉ်းစားစဉ်းစားတဲ့အခါမှာစိတ်နှလုံးအေးချမ်းကြည်သားလာလိမ့်အဲ့ဒါလို့စိတ်နှလုံးအေးမြလာတဲ့အခါဘာဖြစ်လဲပမောဇဝမ်းပြောင်းမှုဆိုတာဖြစ်လာတယ် ပါမောဇာဝမ်းမြောက်မှုဖြစ်လာရင်မဖြစ်လဲပီတိဆိုတဲ့စိတ်ထဲမှာနှစ်သက်မှုတွေဖြစ်လာတယ်ပီတိဖြစ်လာတဲ့အခါမှာပတ္တတိဆိုကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်လာတယ်ကိုယ်စိတ်ငြိမ်းချမ်းလိုက်တာနဲ့တပြိုင်နက်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာတယ်ကိုစိတ်ချမ်းသာတဲ့ဒုက္ခရလာတာနဲ့တပြိုင်နက်စိတ်ဟာတည်ငြိမ်သွားတယ်တမာတိဆိုတာရသွားတယ်ပေါ့ဒါ သီလကနေဆက်နွယ်ပြီးတော့ရရှိလာတဲ့တမာတိတရားလို့ခေါ်တယ်။စိတ်တည်ငြိမ်မှုရအဲ့လိုစိတ်တည်ငြိမ်မှုရလာပြီဆိုလို့ရှိရင်ယထာဘူတညာဏဒသနာတဲ့တကယ်အဖြစ်မှန်ကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ဖြစ်လာမယ်လို့ဒါကမြတ်စွာဘုရားကသီလရဲ့အကျိုးဆက်တွေကိုအစစ်စစ်ဟောကြားတာဖြစ်တယ်။ဒါကြောင့်မို့ ဝိပဿနာတရားကျင့်တဲ့ညကအထုတ်မယ်ဆိုလို့ရှိရင်သီလကိုစင်ကြယ်အောင်စောင့်တည်စောင့်တည်ပြီးတော့ဝမ်းသာလောက်အောင်ပီတိဖြစ်လောက်အောင်သီလကိုစင်ကြယ်စင်ကြယ်ပြီးတဲ့အခါမှာကမ္မထာအာယုံတစ်ခုခုပေါ်မှာတမာတိလေးဖြစ်လာအောင်ကြိုးစားတဲ့အဲ့ဒါဟာပညာရဲ့မူလအရင်အမြစ်လို့ခေါ်တယ်သို့တော့ပညာဖြစ်ပြီလားလို့ဆိုမဖြစ်သေးဘူးသီလနဲ့တမာတိပဲရှိသေးတယ် ဒါမဂ်ဂင်၈ပါးမှလည်းကြည့်လေသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသီလကိုပြောတာသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတာသမာဓိကိုပြောတာမဂ်ဂင်၈ပါးပေါ်မှာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာမိမိတက်ရောက်နေပြီဆိုတာကိုဖော်ပြတယ်ကိုဟာနိဗ္ဗာန်သွားမဲ့မဂ်ဂင်၈ပါးလမ်းပေါ်ရောက်သွားပြီလို့သူတို့ပြောတာ